ကိုယ်တိုင်ဗုဒ္ဓဟူတိုက်သမီးရေလားဒါမှမဟုတ်လို့ရှိရင်ဗုဒ္ဓလေးရေနဲ့တွဲတော့မှာဗုဒ္ဓလေးတွေကိုချစ်တော့မယ်ဆိုရင်တော့ကလေးတိမ်းမှုတာပြန်ထားတော့ဗောနော်ဗုဒ္ဓဟူတိုက်သမီးလေးတွေဆိုတာကသူတို့ကိုယ်တိုင်အသက်ဘလောက်ပဲကြီးသည့်ဖြစ်စေငယ်သည့်ဖြစ်စေကလေးဆန်နဲ့ချစ်ဖို့ကောင်းတယ်ကလေးလေးတယောက်လိုမျိုးဖြူစင်းတယ်လေးတယောက်လိုမျိုးလည်းစိုးတယ်ချွဲတယ်နှွဲတယ်ဗုဒ္ဓဟူတိုက်သမီးရေနဲ့မတွဲရင် ကလေးတင်းကြောင်းမှအလုံးတင်တော့တပတ်နှစ်ပတ်လောက်တော့တူစင်းထားမှအဆင်ပြေလိမ့်မယ်လို့သူကစကားပြောတဲ့နေရာမှာလိမ့်ပါတယ်။ဒါပေမဲ့တကယ်တမ်းအမြင်မတူလို့အငင်းညခုံချပြီဆိုလို့ရှိရင်တော့ငုံရမ်းမှာပါတယ်။ဒီအချိန်မှာသူ့ရဲ့အပြုတ်မှုအပြောဆိုတွေကရိုင်းညင်လိုက်ရိုင်းတော့မယ်။စိတ် အတက်ကျလည်းအရင်မြန်တာဖြစ်တဲ့အတွက်ချက်ချင်းစိတ်တူလာတာမျိုးစိတ်တက်ကြပြီး ချက်ချင်းကလေးတယောက်လိုလမ်းမကြီးမှာထိုင်ကိုဝါတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေကိုရှင်းဆိုင်နိုင်မှာဗုဒ္ဓဟူတာသမီးတွေကိုတွဲပါသူတို့ကတင်ငန်းစာတွေဆိုလို့ရှိရင်လည်းကျက်စာတွေ theory တွေထက်အသက်ချက်ကိုပို့ပြီးတော့စိတ်ဝင်စားတယ်သူတို့ရထူကြတဲ့အချက်ကအမှုပညာကိုအရန်ဝါသနာပါတယ်ရုပ်ရှင်ဆိုလည်းသူတို့ကြိုက်လိုက်တာပဲ KTV တောင်းမယ်ဆိုလည်းသူတို့ရှိရဆုံးမှာပဲအရှိုးပွဲတွေတွားကြည့်မယ်ဆိုလည်းသူတို့ကရှိရဆုံးမှာ EDM ပွဲဆိုလည်းသူတို့ရှိရဆုံးမှာဆိုတာဗုဒ္ဓဟူတာသမီးတွေပါပဲသူတို့က night life တွေပဲကြိုက်တာလားဆိုလည်းမဟုတ်ပြန်ဘူးပကြီးမှာဆိုလည်းသူတို့တော်တယ် အခြားအမှုပညာတရုပ်ဆောင်တာမျိုးကိုလည်းတို့ဝါသနာပါတယ်။အမှုပညာနဲ့ပတ်သက်တာအကုန်လုံးကိုဝါသနာပါတယ်။လက်ထူးချွန်ကြတယ်။ဘီရင်တို့ရှယ်တရာတို့ဓာတ်တို့နတ်တို့တိုက်တို့ဒီနတ်လောကနဲ့ပတ်သက်တဲ့အရာတွေကိုလည်းတို့ကစိတ်ဝင်စားတယ်။တို့ကိုယ်တိုင်လည်းအဲ့ဒါမျိုးတွေကိုသိမယ်ဆိုရင်လွယ်လွယ်နဲ့တက်လွယ်ပြီးတော့ဘူးလဲထူးချွန်ကြတာဗုဒ္ဓဟူသားသမီးတွေပဲပေါ့နော်။တို့ကိုယ်တိုင်လည်းစိတ်ညစ်မခံနိုင်ဘူးပျော်ပျော်ရွှင်ရွှင်နေတတ်တယ် ခါတညံရွှင်နဲ့ကလေးတယောက်လိုမျိုးနားမရှိလို့လူတွေအကုန်လုံးကိုပြောအောင်ထားတတ်တာဗုဒ္ဓဟူတသမိတွေပါပဲဆရာမပြောခဲ့တဲ့အချက်တွေထဲမှာတိုက်ဆိုင်တာတစ်နှစ်ခုမြန်ပါလဲပေါ့နော်မှတ်ပေးခဲ့ပါဦး